အမတို့ငငယ်တွေကလေအမတို့ကျွန်တော်စကိုင်းတရားကြီးပေါ့နော်အထင်ကြီးကနာမည်ရှိတဲ့ခါမှာငလျင်ဖြစ်နေတဲ့အချိန်ကနေပြီးတော့မှပြိဖို့ကြရချိန်မှာစကိုင်းတရားကြီးကျိုးသွားတယ်ဆိုတော့ဆီလည်းမကောင်းအောင်အထင်ကြီးဖြစ်တဲ့အရာတခုပေါ့နော်ဘာဖြစ်တက်မဲ့တွေကအမတို့ပြန်လုပ်လို့ရတယ်တက်ရှိတွေအတွက်လည်းအမတို့ကောင်းဖြစ်ရတယ်ဘာဖြစ်ရေစက်ရပုံနဲ့စိတ်တက်အမတို့အကုန်လုံးအဆင်မကောင်းဖြစ်ရတယ်ဝမ်းနဲ့ကြီးကွက်ရတယ်စကိုင်းမှာအမသိန်းတစ်သောင်းအမဒီနေ့လုပ်ပြီးမှဖြစ်ပါတယ်စကိုင်းစိတ်ယုံမှာရှိနေတဲ့ လူနာတွေပေါ့နော်။လည်းရင်ကြံကြောက်ပြီးသွားတဲ့သူတွေအကုန်လုံးကိုလူကြီးအယောက်တရာရှိ။ယောက်တရာရှိတာအမှတဦးကိုအမှသိန်း20ပေါ့။အမှစပြီးတော့ပြေးလိုက်ပါလေ။ဒီရောငါဝန်ထမ်းတွေကစေနာဝန်ထမ်းတွေကိုလူဆောင်ဆောင်ဝန်ဆောင်လို့လေသူတို့ကိုယ်တိုင်ကလည်းအမှကိုပြောကြတဲ့ခါကျတော့ဟုတ်တယ်သူတို့ပြည်သူဆောင်ရှောက်တဲ့သူတွေကလည်းရှိမှဒါပြန်လည်ပြီးကျမ်းမာလာမှာဆိုတော့အမှဒါဆေးရုံဝန်ထမ်းတွေနဲ့စေတနာဝန်ထမ်းတွေကိုအမှသိန်းတရာထပ်ဆောင်ပြီးအမှလှူပေးလိုက်ပါတယ်ရှင်။ရန်လေးစားပါတယ်လို့တော့မကန်နေဝင်နော်။ ကျွန်တော်တို့ရဲ့အမကြီးအရန်ချစ်ရတော့အရန်ချစ်ခင်ရတော့အရန်လေးစားရတော့အမကြီးအသက်ရှိရှိနေပေးပါလို့အဲ့တော့ဒီညနေပေါ့နော်မကနေဝင်ဒီမှာတကွာလူရန်နဲ့သူအားလုံးပေါ့နော်တက်ရှိကြမှာစေချမ်းသာပြီးလူဝင်ဆန္ဒတွေလည်းတလုံးတစ်ဝါပြည့်စုံပါစေလို့နော်အဲ့တော့ဘေးအန္တရာယ်အပေါ်မှာလည်းကင်းဝေးပါစေလို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့အမကြီးအရန်လေးစားပါကြအဲ့တော့ကျွန်တော်တို့ရဲ့အမကြီးကိုကျန်တဲ့သူတွေမြင်ပါစေလို့ကျန်တဲ့အမှုပညာရှင်တွေမြင်ပါစေလို့ကျွန်တော်ပြောချင်ပါတယ်ကျန်တဲ့အမှုပညာရှင်တွေကျွန်တော်တို့ပြည့်တက်ကိုအရန်ချစ်ပါတယ်အရန်တန်ဖိုးထားပါဆိုသူတွေ ျွန်တော်တို့မာယူကိုမြင်ပါစေလို့နော်အဲ့တော့ခင်ဗျားတို့တွေချက်တာကဘလို့ချက်တယ်တော့မသိဘူးအခုချိန်မှာပျောက်နေကြတယ်ဗျာနော်တကြံမန်တပ်တာတကယ်လို့လည်းရိုးဆောင်ဖြစ်ဖြစ်လို့တကြံနာဖြစ်ရင်တကြံမန်တပ်ပေါ်မှာခင်ဗျားတို့တွေအရင်ဆုံးရောက်မဲ့လူတွေပေါ့နော်အရင်ဆုံးကမဲ့အရင်ဆုံးစုံမဲ့သူတွေဒီလိုမြန်မြန်ကြဘယ်တွေပျောက်နေကြလဲလို့ကျွန်တော်မေးချင်ပါတယ်အဲ့တော့ကျေးဇူးအများကြီးပါတယ်လို့နော်မခန်ဝင်အားလုံးပဲပေါ့နော်ဟိုဒီရိုးစာလေးကို ဟာတန်တယ်လို့ရှင်ပြန်နေရှင်းလုပ်ပြီးတော့ကြပါလို့เนาะကျွန်တော်တို့မှတ်ခံကျွန်တော်တို့အမကြီးရဲ့အရန်လေးစားစရာကောင်းလို့ပါလို့เนาะအဲ့တော့အမကြီးဒီမှာအခုသိန်းသပေါင်းသူလူသွားမှာပေါ့เนาะအဲ့တော့ဒီဦးကိုသိန်း30လုံးနဲ့ပေါ့ကောင်းပါတယ်လို့เนาะအဲ့တော့အမကြီးအရန်ကိုကျွန်တော်တို့အနေနဲ့ဟိုစိတ်ဆင်းမှာပိတိဖြစ်ပါတယ်လို့เนาะသူ့ကိုချစ်တော်ပြည့်တတ်တယ်ကသူလာတဲ့စိတ်မှာအရန်ပျော်နေကြတာအဲ့ရဲ့ပိတိကနောက်တစ်ချိန်ကြရင်ပေါ့เนาะ ဟိုသူတို့အတွက်ဂုံယူစရာငါတို့ရှင်းတဲ့တုန်းကရုပ်ရှင်မင်းကြီးပြူလာတာအဲ့ဒါကိုကျန်တဲ့ရုပ်ရှင်နုပညာရှင်တွေညီစင်ပါမြင်မြင်ချင်းနေပြန်တော့မြင်ပါစီလို့လည်းကျွန်တော်ဆုတောင်းပါတယ်အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်ဗျာစိတ်ချမ်းသာကြကိုကြီးချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေဗျာ